တောင်ငူလေတက်ကိုရှော့တိုက်တုံးများဖြင့်ပြစ်ခတ်မှုဒုဗိုလ်မှူးကြီးနှစ်ဦးအပါအဝင်စစ်တပ်ဘက်မှတစ်ဆက်ဦးတေဆုံးပြီးတိုက်လေရင်နှင့် CY8 လေရင်တစ်စီးနှင့်ကိုရောင်များထိမှန်ပျက်စီးဟုဆိုပကိုးတိုင်းတောင်ငူမြို့ကေတုမတီလေတက်စခန်းအတွင်းသို့တက်ရခုနှစ်မမရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာဒုဗိုလ်မှူးကြီးနှစ်ဦးအပါအဝင်တစ်ဆက်ဦးတေဆုံးပြီး Jet Fighter နှစ်စီး Y8 စီးနှင့်ကိုရောင်များထိမှန်ပျက်စီးခဲ့ကြောင်း Brave Warriors from Myanmar အဖွဲ့မှတာဝန်ရှိသူတဦးက ရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည်။ယမန်နေ့မေလ18ရက်နေ့နနက်တနာရီလေး18မိနစ်အချိန်တောင်ငူမြို့ကေတုမတီလေးတပ်စခန်းကိုတရခုနှစ်မမရှော့တိုက်တုံးဆက်တလုံးဖြင့် ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှစ်လုံးအင်မြင်စွာကြားရောက်ပောက်ကွဲခဲ့ပြီးလေတက်အရာရှိဒုတိယဘူမူကြီးအဆင့်ရှိသူနှစ်ဦးဘူကြီးအဆင့်ရှိသူနှစ်ဦးလေအုပ်အပါဝင် အခြားအဆင့်စစ်သည်6ဦးစုစုပေါင်း10ဦးတေဆုံးခဲ့ကြောင်းသိရှိရသည်။အိုထင်းကွင်းရွာစာတင်ကျောင်းကကလေးတို့အတွက်ကြေကွဲခဲ့ရသလိုအခုသူတို့အတွက်ထိထိရောက်ရောက်လက်တုံးပြန်နိုင်လို့ ျွန်တော်တို့ရဲဘော်တွေအနေနဲ့ကျေနပ်ပါတယ်ဟု Brave Warriors Formina အဖွဲ့မှတာဝန်ရှိသူကရန်ကုန်ခေတ်တည်တင်းဌာနထံသို့ပြောကြားသည်အလားတူလေတက်စစ်သည်ဆယ်နှစ်ဦးတန်ရာရရှိထားပြီး ရင်းတန်ရာရရှိသူများကိုစစ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်ထို့ပြင် Jet Fighter လေယာဉ်နှစ်စီး Y8 လေရင်တစီးတို့ထိခိုက်ပျက်စီးခဲ့ပြီးလေတက်အတွင်းရှိ drone ကိုတောင်မီလောင်ပျက်စီးက ၄တက်အတွင်းပစ္စည်းတွေပို့လုပ်ပေးနေသောယင်အချို့၄တက်အတွင်းရှိ၄တက်စစ်တီများနားနေဆောင်တလုံး၄ယင်အပိုပစ္စည်းကိုတောင်နှလုံးတို့ထိခိုက်ပျက်စီးခဲ့ကြောင်းသိရသည်တောင်မူလေတက်စခန်းသည်ဆေးရဇဝင်းမှုများကျူးလွန်ရာတွင်အရေးပါသောလေတက် ထောက်တိုင်တစ်ခုအဖြစ်ထမ်းဆောင်ပေးနေသည့်အပြင်ယခုရက်ပိုင်းတောင်ပိုင်းတော်လန်ရေးအင်အားစုများ တော်လန်ရေးလှုပ်ရှားမှုများကိုလည်းလေကြောင်းမှတရေဆက်ပုံကျဲတိုက်ခိုက်ရာတွင်အ धिक ပါဝင်နေသော လေတက်စခန်းတစ်ခုဖြစ်နေသောကြောင့် BWN Mission 39အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။မြေပြင်စစ်စင်ရေးများတွင်ပြည်သူတော်လှန်ရေးအင်အားစုများကိုရင်ဆိုင်နိုင်စွမ်းမရှိတော့ဘဲကြာရှုံးမှုများစွာနှင့်ရင်ဆိုင်လာရသောစစ်ရှုံးကောင်စီသည် လေတက်ကိုအားကိုး၍ဝေးရင်အသာစီးဖြင့်တော်လှန်ရေးအင်အားစုများကိုတံပြန်တိုက်ခိုက်လာုံမျှမကဲ ဒီပဲရင်မျိုးနဲ့အိုထိန်ကွင်းကျေးရွာစာတင်ကျောင်းမှเจ้าသူเจ้าသားကလေးငယ်များနဲ့ဆရာဆရာမများကိုဘုံကျဲတက်ဖြတ်မှုအပါအဝင် နိုင်ငံတော်ဝန်အရက်ဘက်ပြည်သူများကို ပြစ်မှတ်ထားဘုံကျဲတက်ဖြတ်ပြခြင်းဖြင့်သူဤမတရားလုယူထားသော အာဏာကိုဆက်လက်ဆုပ်ကိုင်ထားဖို့စူးစမ်းနေကြောင်းအသိပေးထားသည်ရွေဦးတော်လန်ရေးဤအောင်မြင်ရန်စစ်ကောင်စီလေးတက်ကိုပြိုလဲအောင်လေးတက်များတိုက်လေရင်များပိုင်းတော့များလေရင်စီ ဘုံသီးတန်စာတို့ထုတ်လုပ်သည့်စိတ်ယုံအပါဝင်လေတက်ကိုအားဖြည့်သည့်ဒေါက်တိုင်မျိုးစုံတို့ကို ဖြိုလဲရန်လလန်းမီသည့်တော်လန်ရေးအင်အားစုများပြည်သူများမှတက်နိုင်သည့်ဘက်မှဝိုင်းဝန်းကြိုးပမ်းကြရန်မြစ်တာရက်ခံထားသည်အထွေထွေထိုးစစ်ပြည်လုံးကျွတ်တိုက်ပွဲဖြစ်လာပါကပြည်သူများတက်နိုင်သည့်ဘက်ကပါဝင်ကြရန်ဦးမင်းကိုနိုင်တိုက်တွန်းစစ်ကောင်စီဘ ਹੁ ချက်ဗတ်ပေါင်းစုံကဝိုင်းတိုက်နေသည်ဆိုသည့်အသိပေးမိဟုဆို အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကကြေညာထားပြီးဖြစ်သည့်အထွေထွေထိုးစစ်ဖြစ်လာပါကပြည်သူများပါဝင်နိုင်သည့်အခြေအနေမှ ပါဝင်ရန်ယခုကတည်းကစဉ်းစားထားကြရန်88မျိုးဆက်ခေါင်းဆောင်တဦးဖြစ်သည့်ဦးမင်းကိုနိုင်ကတိုက်တွန်းသည်မေလ16ရက်မှဇွန်လကုန်အထိပြုလုပ်မည့်ပေါင်းစုယုံညီအောင်ပွဲစီတို့ပြန်လာပြီး AOR ကမ်ပိန်းဖွင့်ပွဲအခမ်းအနားတွင်ဦးမင်းကိုနိုင်က ယခုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည့်ကမ်ပိန်းသည် အေယော်ရီတိုင်းစစ်ဌာနအောက်ရှိယူဟာတည်ရင်တပ်ဖွဲ့စစ်ကြောင်းများ၏လိုအပ်ချက်များကိုထောက်ကူရန်ရန်ပုံငွေ7300ရရှိရေးရည်မှန်းထားခြင်းဖြစ်သည်ဒီကမ်ပိန်းနာမကဒီလှူရှားမှုအပြင်အထွေထွေထိုးစစ်ပြည်လုံးကျွတ်တိုက်ပွဲတွေဖြစ်လာတဲ့အချိန်မှာငွေကြေးတာမကသတင်းပေးနိုင်တာထမင်းကျွေးနိုင်တာစောင့်ရှောက်နိုင်တာဝင်ပြီးတော့မလုပ်နိုင်တဲ့လဲဆိုတဲ့အချက်တွေအခုကတည်းက ်တွေးထားပါဟုဦးမင်းကိုနိုင်ကပြောသည် အထွေထွေထိုးစစ်လာမည်ကို ကာကွယ်ရေးဝန်ကြီးဌာနကလည်းကြေညာထားပြီးဖြစ်သည်ဟုလင်းကဆိုသည်ရန်သူကိုတိပါစေဆိုပြီးပြောင်းဖွင့်ပြီးတော့ကြေညာရဲ့ရင်ဆိုင်ကြရမယ့်ကိစ္စပေါ့အဲ့ဒီအခါကျရင် တပြည်လုံးတိုင်းတာအနေနဲ့ဟန်ချက်ညီဖို့ပါပဲဟုဦးမင်းကိုနိုင်ကပြောသည် ရန်သူစစ်ကောင်စီကိုယ်တိုင်တည်ပြီးဖြစ်သည့် အချက်လက်ဖြစ်သောလမ်းမိုင်းများကိုတော်လန်ရေးတက်များစုံမိုးနိုင်ခဲ့၍အရေးကြီးသည့်ပစ္စည်းများတည်ယူခြင်းအပါအဝင်တော်လန်ရေးအောင်မြင်ရေးအထောက်အကူများရရှိခဲ့ဟုပြောသည် လမ်းမိုင်းတွေရဲ့စုံမိုးနိုင်မှုကိုပြောရင်လည်းဒီတော်လန်ရေးအောင်ဖို့အတွက်အလုံးစုံစစ်ပွဲဒါရီအောင်ဖို့အတွက်အရေးပါတဲ့ကဏ္ဍတွေဖြစ်နေတယ်ဟုဦးမင်းကိုနိုင်ကပြောသည်စစ်အာဏာရှင်ဖြုတ်ချနိုင်ရေးမှာတစုတစ်ဖွဲ့ကောင်းတိုက်၍မရကြောင်းလဲရှင်းပြသည် မြစ်ထဲချောင်းလေးကဖြက်ပြီးတက်တဲ့သူကတက်မယ်တောင်ပေါ်ကဆင်းတဲ့သူကဆင်းမယ်ကံယူရန်ကနေ ထိုးတဲ့သူက ထိုးမယ်စသဖြင့်ပေါ့ဒီလိုဖြူဟာကြကြတိုက်နေနိုင်ကြဖို့လိုတယ်ဟုဦးမင်းကိုနိုင်ကပြောသည်ယခုလှုပ်ရှားမှုများသည့်နေရာဒေသတစ်ခုအတွက်မဟုတ်ဘဲပြည်ထောင်စုတစ်ခုလုံးအတွက်ဖြစ်သည်ဟုဂင်းကဆိုသည် ပြည်ထောင်စုတစ်ခုလုံးအတွက်အရေးကြီးတဲ့တိုက်ပွဲတွေကိုအဲ့ဒီစစ်ကောင်စီရဲ့နေပြည်တော်နဲ့ပဲပြောပြောမန္တလေးတွင်လိုပဲ ဆိုဆိုအဲ့ဒီနေရာကနေကြည့်လိုက်ရင်360ဒီဂရီကနေဝိုင်းတိုက်နေပြီဆိုတဲ့အသည့်ကိုကျွန်တော်တို့ပေးမယ်ဟုဦးမင်းကိုနိုင်ကပြောကြသည်မျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဦးရီမွန်ကလည်း AR တိုင်းလွတ်မြောက်ရေးတိုက်ပွဲဝင်နေသည့် PDF ရဲဘော်များနှင့်အတူ ရှိနေပေးရန်တိုက်တွန်းသည် က်ရှိတွင်လူငယ်များက PDF အဖြစ်ခံယူပြီးအသက်နှစ်ဘဝရင် တိုက်ပွဲဝင်နေချိန်တော်လန်ပြည်သူများကလည်းချွေးနှဲစာမှဖြစ်နိုင်သမျှထောက်ပံ့ရင်းတော်လန်ရေခီးကိုအတူတကွဖျက်တမ်းနေခြင်းဖြစ်ဟုဝန်ကြီးကပြောသည်ဒီတော်လန်ရေအောင်ပွဲရဲ့ရလဒ်ကအင်မတန်ကြီးကျယ်ခမ်းနားပါလိမ့်မယ်ကျွန်တော်တို့နိုင်ငံအတွက်ခေတ်သစ်စနစ်တစ်သမိုင်းတစ်ကိုဖန်တီးနေတဲ့တော်လန်ရေပါ ကျွန်တော်တို့အားလုံးယင်းနီးရကြိုးနှက်ပါလိမ့်မယ်ဟုဝန်ကြီးဦးရီမွန်ကပြောသည် စစ်ကောင်စီလေတက်အတွင်းလုံခြုံရေးအရာအရာရှိနှင့်စစ်သည်များအားလုံးကို Facebook TikTok အပါအဝင် လူမှုကွန်ရက်အသုံးပြုမှုများတင်းကျပ်ကန့်သတ်အကြမ်းဖက်စစ်ကောင်စီလေတက်အတွင်းလုံခြုံရေးအရာလေတက်အရာရှိများနှင့်စစ်သည်များအားလုံးကို Facebook TikTok အပါအဝင်လူမှုကွန်ရက်အသုံးပြုမှုများကန့်သတ်လိုက်ကြောင်းလေတက်သတင်းရင်းမြစ်တချို့ကရန်ကုန်ခေတ်တသတင်းဌာနထံသို့ပြောဆိုသည် မေလာ၁၂ရက်နေ့ဒီပေးရင်မြို့နယ်ရှိ စာတင်ကျောင်းကိုစစ်ကောင်စီ၏ ကြိုက်လေရင်ဖြင့်ဘုံကျဲမှုကြောင့်ចောင်းသားចောင်းသူကလေးငယ်22ဦးနှင့်ဆရာမ2ဦးတေဆုံးခဲ့ပြီးရာချီ၍ဒဏ်ရာရရှိခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက်စစ်ကောင်စီ၏၄တပ်မှအရာရှိနှင့်စစ်သည်များမိသားစုဝင်များကိုလက်စားချေတိုက်ခိုက်ကြရန်လူမှုကွန်ရက်တွင်လှုံ့ဆော်ခြင်းစစ်တပ်အရာရှိစစ်သည်နှင့်မိသားစုများ၏ဓာတ်ပုံမှတ်တမ်းများကိုလူမှုကွန်ရက်တွင်ဝေးမြခြင်းများတောက်လျှောက်ဆိုသလိုဖြစ်ပေါ်လာကြောင်း ရင်းချေနေများကြောင့်စစ်ကောင်စီလေတက်အတွင်လုံခြုံရေးအရာလူမှုကွန်ရက်အသုံးပြုမှုများကို အထူးကိစ္စတရက်အနေဖြင့်ကန့်တတ်မှုများလှုပ်ဆောင်လာခြင်းဖြစ်ကြောင်းသိရှိရသည်လူမှုကွန်ရက်တွင်မှာမိမိတို့ရဲ့နာမည်အစ်စ်မိသားစုပုံဆွေမျိုးသားသမီးပုံတွေတင်ထားတာရှိရင် ဖယ်ရှားဖို့ Facebook မှာဆိုရင် profile ချထားဖို့တာဝန်ထမ်းဆောင်ရတဲ့တက်လေးရင်မျိုးစားပုံတွေမတင်ဖို့ TikTok မှာလေးရင်ပြန်တန်းတာဝန်ထမ်းဆောင်ချိန်ဗီဒီယိုတင်တာတွေမလုပ်ဖို့ရခင်ကလေးကတင်ထားပြီးသားတွေရှိရင်ချက်ချင်းဖြုတ်ပယ်ရှားကြဖို့လေးတက်တွေမှာညွှန်ကြားပါတယ်အကယ်၍ညွှန်ကြားချက်မလိုက်နိုင်လိုအပ်တဲ့အရေးယူမှုတွေလုပ်မယ်ဆိုတာမျိုး သတိပေးမှုတွေရှိနေပါတယ်ခုလေးတက်သတင်းရင်းမြစ်ကပြောဆိုသည် ယခင်ကလေးကလေတက်အတွင် လူမှုကွန်ရက်အသုံးပြုမှုနှင့်ပတ်သက်၍တားမြစ်ချက်များစွာရှိတော်လဲတင်းကျပ်မှုမရှိကြောင်းတို့ရာတွင် ယခုအခါလေတက်အရာရှိများစစ်တီများနှင့်မိသားစုဝင်များကိုဥတီသောလုံခြုံရေးအရာချင်းချောက်မှုများရှိလာခြင်းကြောင့်မူလရှိရင်ဆွဲကန့်သက်တားမြစ်ထားသော စီကန်းချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်စစ်ကောင်စီထိပ်ပိုင်းကညွှန်ကြားလာခြင်းဖြစ်ကြောင်းသိရှိရသည် လေတက်များတွင်တိုက်လေရင်မောင်းပိုင်းတော်များ၏မိဘနှင့်ဆွေမျိုးအရင်းများကိုတက်အတွင်းသို့ခေါ်ယူနေထိုင်ခွင့်ပြုထားပြီးယခင်ကပြည်သူအများပြားတေဆုံသော လေချောင်းတိုက်ခိုက်မှုများရှိလာသည့်အခါတိုင်းလုံခြုံရေးအရာလေတက်အတွင်းမကြာခဏလာရောက်နေထိုင်မှုများရှိကြောင်းသိရှိရသည်တေဆုံမှုများတဲ့လေချောင်းတိုက်ခိုက်မှုတွေဖြစ်လာရင် လေတက်သေးကို အရာရှိမိသားစုတွေမိဘဆွေမျိုးခဏလာရှောင်နေထိုင်ကြတာမျိုးကမကြာခဏရှိပါတယ် အဲ့ဒီလိုနေထိုင်နိုင်ဖို့အတွက်လဲရိတ်တာတွေနဲ့အရာရှိအိမ်ယာတွေကိုတေးသေးချာချာဆောက်လုပ်ပေးထားတာရှိတယ်။နည်းနည်းအခြေအနေပြင်ငင်သွားပြီဆိုရင်တချို့လဲသူတို့နေရက်တက်အပြင်ကို ပြန်သွားကြတယ်။တချို့လဲမပြန်ကြတော့ဘူး။ဟုနေတက်သတင်းရင်းမြစ်ကဆက်လက်ပြောဆိုသည်။ရန်ကုန်ခေတ္တသတင်းဌာနကနေတက်အရာရှိများဤလိပ်စာများမိဘဆွေမျိုးများဤလိပ်စာကိုရခင်ကမကြာခဏဆိုသလိုဖော်ပြခဲ့ပြီး ယင်းတို့ဖော်ပြခံရသည့်အခါတိုင်းအဆိုပါလိမ့်စာများတွင် နေထိုင်သော လေတဲ့ရာရှိများ၏မိဘဆွေမျိုးများကနေရာရွှေ့ပြောင်းခြင်းအိမ်နှင့်ခြံများရောင်းချပြောင်းရွှေ့ခြင်းများလည်းလုပ်ဆောင်ကြကြောင်းသိရှိရသည် Transformer ပောက်တာကို PDF တွေဝင်လာရဆိုပြီးချောင်းသာကရဲတွေထွက်ပြီး AR တိုင်းကအပန်းဖြေကန်းကြေရှိရာချောင်းသာမျိုးရဲ့ရဲစခန်းဘေးက transformer တလုံးဒီကနေ့မေလ18ရက်မနက်က fuse ပေါက်ကွဲတာကိုတနက်ပြစ်တံထင်ပြီးစစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေဝယုံတုံးကားထွက်ပြေးကြတယ်လို့ချောင်းသာဒေသခံတွေရဲ့ပြောပြချက်အရသိရပါဗျ။ချောင်းသာရဲစခန်းဝန်းထဲမှာရှိတဲ့ transformer ကညတကောင်ကျော်ဒီနေ့မနက်တနားရီဝင်းကျင်မှာပောက်ကွဲခဲ့တာဖြစ်ပြီးပောက်ကွဲတံကိုတော်လန်ရေးတပ်ဖွဲ့တွေရဲစခန်းကိုဝင်စီးတယ်အထင်နဲ့ထွက်ပြေးခဲ့ကြတာဖြစ်တယ်လို့သိရပါဗျ။ transformer fuse ပေါက်တာတနက်ပြစ်တန်ထင်ပြီးရဲတွေဟိုပြေးဒီပြေးနဲ့ဝေယုံသုံးကားဖြစ်ကုန်တာဝင်ပြစ်ခံရတယ်ထင်ပြီးပြေးကြတာလို့ဒီအကြောင်းသိရှိသူချောင်းသာဒေတာခန်မျိုးသားတဦးကဟူပြောပါတယ်။အဲဒီလိုထွက်ပြေးရမှာညတာဝင်ကြရဲဝင်နှန်းတွေကိုလွန်ယုံထွက်ပြေးကြတာဖြစ်ပြီး transformer ပေါက်မှန်းသီးမှပြန်ဝင်လာကြတာလို့သူကဆက်ပြောပါတယ်။အဲ့ဒီလိုပောက်ကွဲမှုအပြီးချောင်းသာရဲစခန်းဝန်အတွင်းနဲ့ဆက်ဆက်နေရအချို့ တရက်စစ်ပြတ်တောက်ခဲ့ပြီးညာရင်းချင်းတရက်စစ်ယုံကလာရောက်ပြုပြင်ပေးခဲ့ရတယ်လို့စုံစမ်းသိရှိရပါတယ်။ညာဘက်ကြီးရဲစခန်းထဲပောက်ကွဲတန်ကြတာရဲတွေလည်းဟူပြေးတီပြေးနဲ့ရုပ်ရုပ်သေးသေးဖြစ်ခဲ့တာပြီးမှ EPC ကိုလမ်းခေါ်လို့ဝန်ထမ်းတွေညာရင်းချင်းချက်ချင်းသွားပြင်ကြရတာလို့တရက်စစ်ယုံနဲ့နီးဆက်သူချောင်းသာဒေသခံတဦးကပြောပါတယ်။အခုဖြူးပောက်ကွဲတဲ့ transformer ဟာရဲစခန်းအတွက်တီးတန့်ပေးထားတာဖြစ်လို့ ချောင်းသာမျိုးအတွင်းမှာတော့မီးပြတ်တာမရှိဘူးလို့သူကဆက်ပြောပါတယ်။အာရခတ္တတော် AA နဲ့မဟာမိတ်တပ်တွေဟာဇန်နဝါရီ ပထမပတ်အတွင်းကစပြီးရခိုင်ရာဝတီတိုင်းအဆက်ပသိမ်ခရိုင်တွေကို ထိုးစစ်ဆင်လာခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ April လလယ်မှာလေးမျက်နာမျိုးနယ်ရဲရှိပန်းတော်ကြီးကျေးရွာအနီးမှာထိတွေတိုက်ပွဲတွေပြင်းထန်ခဲ့သလိုမေလဆန်းပိုင်းမှာလည်းရေကြီးမျိုးနယ်ကအမြောက်တပ်344နီးမှာလည်းတိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။ အာရခတတော်နဲ့ပူပေါင်းတပ်ဖွဲ့တွေကရခိုင်အေယော်ရီနယ်ဆက်ရှိမကြီးစင်ကျေးရွာနဲ့ဘောမီကျေးရွာတို့ကိုသိမ်းပိုက်နိုင်ခဲ့သလိုမေရာစစ်စေးရေးဂိတ်ကိုပြီးခဲ့တဲ့ဇန်နဝါရီ9ရက်နေ့ကသိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ဒေတာရင်းသတင်းတွေအရသိရပါဗျ။စစ်ကောင်စီကတော့တပ်တွေအလွယ်တကူရွှေ့ပြောင်းနိုင်ဖို့ပသိမ်ချောင်းသာလန်းကိုနှလန်းသွားအဖြစ်ချဲ့ထွေနေရမှာမိုးဥကာလမိုးရွာနေတာကိုပင် လုပ်ငန်းရည်နာခြင်းမရှိဘဲ ဆက်လက်လှုံ့ဆော်နေကြဆဲဖြစ်တယ်လို့ဒေတာခန်တွေရဲ့ပြောပြချက်အရာသိရပါတယ်။လက်ရှိချောင်းသာမှာစရိတ်စစ်ချေရောကြသွားလို့စစ်ဆောင်ခဲ့ကြတဲ့ဒေတာခန်တွေပြန်လည်ဝင်ရောက်နေထိုင်နေကြပေမဲ့ရခိုင်ပြည်နဲ့ထိစပ်နေတဲ့အင်္ဂပူလေးမျက်နှာရေကြီးစတဲ့မြို့နယ်တွေမှာစရိတ်စစ်ချေမြင့်တက်နေတဲ့အတွက်ငွေတောင်ရင်ချောင်းသာဘက်တွေမှာပါလဲစည်ရေးအခြေအနေတွေတင်းမာလာမှာကိုစိုးရိမ်နေကြပါတယ် ရွေးကောက်ပွဲအတွက်မီးစင်ကြည့်ရမယ့်သဘောလို့နိုင်ငံရေးပါတီတွေပြောစစ်ကောင်စီခန့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုရာထားသတ်မှတ်ပြီးဖြစ်တဲ့အတွက်အချိန်မီကြိုတင်ထုတ်ပြန်ပေးမယ်လို့မေ16ရက်နေ့မှာအတိပေးထုတ်ပြန်ပါတယ် လာမယ့်2025ခုနှစ်ဒီဇင်ဘာတတိယအပတ်ကနေနောက်နှစ်ဇန်နဝါရီဒုတိယအပတ်အတွင်းရွေးကောက်ပွဲကျင်းပမယ်လို့သာကြေညာထားပြီးနိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးရေးကာလကိုလည်းသတ်မှတ်ထားတာမရှိသေးပါဘူး။ကော်မရှင်ဘက်ကရွေးကောက်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်စီစစ်ပြီးချိန်မှာမဲဆွယ်စည်းရုံးရေးကာလကိုတတ်မှတ်ကြေညာသွားမယ်လို့ထုတ်ပြန်ချက်မှာအတိပေးထားတာပါ။ ကရင်မျိုးသားဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌမန်းအောင်ပြည်စိုးကဒီဇင်ဘာမှာရွေးကောက်ပွဲကျင်းပဖို့ရာထားတယ်ဆိုတော့အကြောင်းကြားစာကိုသာ UEC ကပေးပို့လာတဲ့အတွက်ဘာမှလုပ်လို့မရသေးဘူးလို့တန်လွင်တိုင်းကိုပြောပါတယ်။ဒီဇင်ဘာလမှာလုပ်မယ်လို့ကြေညာထားတယ်ဆိုပေမဲ့ဘယ်ရက်လဲဘယ်နေရာတွေလုပ်မှာလဲ ။ဘယ်နေ့တိကြလဲဆိုတဲ့ဟာကမလာသေးတဲ့အတွက်ကျွန်တော်တို့လည်းစောင့်နေတာပဲပါတီထောင်ထားပြီးဖြစ်တဲ့အတွက်ရွေးကောက်ပွဲတော့ဝင်ရမှာပေါ်တာပဲမဲ့တရင်ပြည်နယ်အခြေအနေအားလုံးသိပါရယ်ကျွန်တော်တို့ကမြို့နယ်တိုင်းရွေးကောက်ပွဲလုပ်ပေးမှလားအဆင်ပြေတဲ့မြို့နယ်လောက်ပဲလားအဲ့ဒါကမသိရသေးတဲ့၍ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးလို့ဆိုပါရယ် စကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကရွေးကောက်ပွဲဆိုင်ရာနယ်မြေတက်မှတ်မှုနဲ့ကျင်းပမဲ့ရဲ့ကြေညာပြီးရင်တော့ကိုယ်စားလှယ်လောင်းရွေးချယ်ဖို့လှုံ့ရှားမယ်လို့သူကဆက်ပြောပါတယ်။ကော်မရှင်ရဲ့လှုံ့ထုံးလုံနည်းတွေအရရွေးကောက်ပွဲကျင်းပမဲ့ရဲ့တက်မှတ်ပြီးရင်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းတာစီစစ်တာတွေကိုတက်ဆိုင်ရာကော်မရှင်အဖွဲ့အစည်းတွေကဆောင်ရွက်ပေးရပါတယ်။ အဲဒီကနေလွတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်းတွေကိုထုတ်ပြန်ကြေညာပေးပြီးရင်တော့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေနည်းဥပဒေအမိန့်ညွှန်ကြားချက်တွေနဲ့အညီမဲဆွယ်စည်းရုံးခွင့်ပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ရွေးကောက်ပွဲဝင်ပြိုင်ကြမဲ့နိုင်ငံရေးပါတီတွေအတွက်မဲဆွယ်စည်းရုံးရေးကာလမတိုင်ခင်ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေကိုရွေးချယ်ဖို့အချိန်ကာလအဖြစ်၃-၅ကျော်လောက်သာရရှိတော့မှာပါ။ စစ်ကောင်းဆောင်ကဒီဇင်ဘာတတိယပတ်မှာရွေးကောက်ပွဲကျင်းပမယ်လို့ပြောထားတာမို့အဲ့ဒီရက်မတိုင်ခင်ရက်ပေါင်း60အတွင်းတနေ့အဖြစ်အောက်တိုဘာတတိယပတ်မှာမဲဆွယ်စည်းရုံးရေးကာလအဖြစ်သတ်မှတ်လာနိုင်ပါတယ်ဒါအပြင်ကိုစလေလောင်းတွေရဲ့အမည်စရင်းတင်သွင်းဖို့ကိုလည်းပြီးခဲ့တဲ့နှစ်ထောင်နှစ်ဆက်ရွေးကောက်ပွဲမှာမဲဆွယ်စည်းရုံးရေးကာလမတိုင်ခင်တလကျော်လောက်ကြိုတင်တာဖြစ်လို့စက်တင်ဘာပထမပတ်အတွင်းကော်မရှင်ကကြေညာလာနိုင်ပါတယ် ဒီအပေါ်ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေနဲ့အညီနိုင်ငံရေးပါတီတွေဘက်ကသက်ဆိုင်ရာ ပါတီမူဝါဒတွေနဲ့ကိုက်ညီမဲ့ကိုယ်စားလှယ်လောင်းတွေကိုလက်ရှိအချိန်ကစပြီးဩဂုတ်အထိရွေးချယ်ဖို့အချိန်ရမှာပါမွန်တိုးတက်ရေးပါတီခေါင်းဆောင်တဦးကလက်ရှိအခြေအနေအရရွေးကောက်ပွဲကျင်းပနိုင်မဲ့မြို့နယ်တွေကိုအရင်ကြေညာပေးရမှာဖြစ်ပြီးအဲ့ဒီအပေါ်မူတည်ကကိုယ်စားလှယ်လောင်းရွေးချယ်ဖို့စဉ်းစားရမှာလို့ပြောပါတယ် ရွေးကောက်ပွဲကျင်းပမယ့်မြို့နယ်ဖြစ်ဖြစ်ခရိုင်ဖြစ်ဖြစ်အရင်ကြီးညာရမှာပေါ့အဲ့ဒီအပေါ်မူတည်ပြီးမှတက်ဆိုင်တဲ့ကိုယ်စားလှယ်တွေကိုကျွန်တော်တို့ရွေးချယ်ဖို့အစီအစဉ်ရှိတာပေါ့ဘယ်မြို့နယ်ဘယ်ဒေသကိုမလုပ်သေးဘူးဘယ်ဒေသကိုလုပ်မယ်ဆိုတဲ့ဟာကျွန်တော်တို့အရင်ပြက်ပြက်သားသားသိဖို့အရင်လိုမှာပေါ့အဲ့ဒါပြီးတော့မှဒုတိယအဆင့်ကိုယ်စားလှယ်လောင်းကိုစဉ်းစားရမှာပေါ့လို့ဆိုပါတယ် ဒါကြောင့်ကိုစလေလောင်းအမိစရင်တင်သွင်းတာအရင်လားရွေးကောက်ပွဲကျင်းပမယ့်ရက်ကြေညာပြီးတော့မှမဲဆွယ်စီယုံရေးကာလအချိန်ဘလောက်တတ်မှတ်မယ်ဆိုတဲ့အပေါ်မူတည်ပြီးမိစဉ်ကြီးကရမယ်လို့သူကဆက်ပြောပါတယ်။ရွေးကောက်ပွဲကိုတော့အီလက်ထရောနစ်မဲပေးဆက်နဲ့အသုံးပြုမှာဖြစ်ပြီးကျင်သုံးမဲ့စနစ်ကိုတော့နိုင်သူအကုံယူစနစ် FPTP နဲ့ PR လို့ခေါ်တဲ့အချိုးကျကိုစားပြုစနစ်နှစ်ခုတည်းကဘယ်ဟာကိုကျင်သုံးမယ်ဆိုတာမကြေညာရသေးပါဘူး။ ုံချုံရဲ့အခြေအနေအရကိုစလေလောင်းအမည်စရင်တွေကိုကြီးညာဖို့အခက်အခဲရှိနိုင်တာမို့ပြည်နယ်လွှတ်တော်နဲ့မြို့သားလွှတ်တော်မှာ closeless PR စနစ်နဲ့တွားတင်နေလို့ထောက်ပြကြတဲ့ပါတီတွေလည်းရှိနေတာပါ။လက်ရှိမှာကော်မရှင်ကနေဒီဇဲနိုင်ငံရေးပါတီအဖြစ်54ပါတီကိုခွင့်ပြုပေးထားပြီးအဲ့ဒီထဲက6ပါတီဟာတနိုင်ငံလုံးစည်းရုံးမှာဖြစ်ပြီးကျန်45ပါတီကတော့တိုင်းဒါမှမဟုတ်ပြည်နယ်တစ်ခုအတွင်းမှာသာစည်းရုံးမှာပါ။ အဲ့ဒီပါတီတွေတဲကတမတ်ရုံခန်းအရေးအတွက်ဖွင့်လှစ်ထားနိုင်တာရှိသလိုမဖွင့်လှစ်နိုင်သေးတဲ့ပါတီတွေကိုတော့ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်ခင်ရက်ပေါင်း60ကြိုတင်ပြီးတမတ်ရုံခန်းပြည်မီနိုင်ရေးလှုပ်ဆောင်ရမယ်လို့ကော်မရှင်ကဆိုပါတယ်။တစ်ဖက်မှာနေမြေအခြေအနေကန့်သက်ချက်ရှိတာကြောင့်လုံခြုံရေးကောင်းမွန်တဲ့မြို့နယ်တွေမှာပါတီရုံခန်းတွေယာယီတွဲဘက်ဖွင့်လှစ်ခွင့်ပြုထားပြီး ပါတီတွေအတွက်ကော်မရှင်က ဖြေလျှော့ပေးပြီးဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ ဘိုင်းအခရိုင်တွင် ဝင်ရောက်ကျူးကျော်တက်ဆွဲထားသောစစ်တပ်၏မော်ကွီးလူတက်စခန်းကို အပီးသက်တိုက်ခိုက်သိမ်းပိုက်ကရင်ပြည်နယ်ဘားအန်ခရိုင်အတွင်ဝင်ရောက်ကျူးကျော်တက်ဆွဲထားသောအကျန်းဖက်စစ်တပ်၏မော်ကွီးလူတက်စခန်းကိုအပီးသက်ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်မေလ16ရက်နေ့နနက်9:30မိနစ်ခန့်တွင်ဘားအန်ခရိုင်တာကရဲ့ ပိုင်ကျုံမြို့နယ်အတွင်းဝင်ရောက်ကျူးကျော်တက်ဆွဲထားသော အကြမ်းဖက်စစ်တပ်၏ခလာယ24မှစစ်ကောင်စီတပ်သားများတက်ဆွဲထားသောမော်ကွေးလူတပ်စခန်းကို အပိတက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကိုတပ်မဟာခုနှစ်လက်အောက်ခံကရင်မျိုးသားလူမျိုးရေးတပ်မတော်နှင့် ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းလှုံ့ဆော်ခဲ့ကြောင်းသိရှိရသည်။စစ်ကောင်စီကကောလင်းတွင်ကလပ်စတာဘုံကျဲ ကောလင်းမြို့နယ်အတွင်းစစ်ကောင်စီတပ်ကအလွန်အန္တရာယ်များသောဆင့်ကွဲပေါက်ကွဲစေဒီကလစတာဘုံများသုံးပြီးတိုက်ခိုက်နေကြောင်းကောလင်းခရိုင်တပ်ရင်းနှင့်ကသတင်းထုတ်ပြန်သည် ကောလင်းခရိုင်တပ်ရင်းနှင့်ယနေ့မေလ18ရက်ထုတ်ပြန်ချက်၌မကြာသေးမီကကောလင်းမြို့အနောက်ဘက်အုတ်ကန်ရွာနှင့်ချောင်းနာကိုစစ်ကောင်စီက ကလပ်စတာဘုံများကျဲချခြင်းဟုဖော်ပြသည်။ရွာထဲ၌ကလပ်စတာဘုံခွန်များရှာတွေ့ခဲ့သည်ကိုဓာတ်ပုံများဖြင့်တကွဖော်ပြထားသည်။စကစကလေးဦးနှင့်ဘုံကျဲတိုက်ခိုက်တာဟာကလပ်စတာတွေတုံးပြီးတိုက်ခိုက်နေတာ။တေချာပါရဲခုကောလင်းခရိုင်တည့်ရင်နှင့်ကသတင်းထုတ်ပြန်ထားသည်။ကလပ်စတာဘုံဆိုသည်မှာဘုံတလုံးထဲတွင်ဘုံဒီအသေးစားများထည့်ထားသည့် ဘုံမျိုးစားဖြစ်သည့်တိကြသည့်ပြစ်မှတ်တစ်ခုစီစီကိုချိန်ရွယ်ပြစ်ခတ်ခြင်းမဟုတ်ပဲဧရိယာတစ်ခုလုံးကိုပြည့်နှံ့ပောက်ကွဲစေသောဘုံဖြစ်သည့်အနည်းငယ်များလာပြီးရက်ဆက်သောအဆိုပါဘုံကို နိုင်ငံတကာတွင်အသုံးပြုခွင့်တားမြစ်ထားသည်မေလ10နှစ်ရက်ကစကိုင်းတိုင်းဒီပေရီမြို့နယ်ဦးတိန်တွင်ရွာစာတင်ကျောင်းကိုစစ်ကောင်စီလေတပ်ကတိုက်လေယုံဖြင့်ဘုံကျဲရာတွင်ကလပ်စတာဘုံကိုအသုံးပြုခဲ့သည်ဟုဒေသခံများကပြောသည် အဆိုပါတိုက်ခိုက်မှုနာဆရာမနှစ်ဦးနှင့်ကျောင်းသားကျောင်းသူ24ဦးတေဆုံးခဲ့သည်ပြီးခဲ့သည့်ဧပြီလ16ရက်ကရခိုင်ပြည်နယ်ထကြောက်တော်မြို့ကိုစစ်ကောင်စီကနေကျောင်းတိုက်ခိုက်မှုတွင်ကလပ်စတာဘုံများတုံးခဲ့သည်ဟုအာရခတ်တပ်တော်လူသားချင်းစာနာထောက်ပံ့ရေးယုံကသတင်းထုတ်ပြန်ခဲ့သည် စစ်ကောင်စီကကလစတာဘုံများအုံပြု၍တိုက်ခိုက်ခြင်းသည်အလွန်စိုးရိမ်ဖွယ်ကောင်းပြီးရင်းဘုံများမှ ထွက်ကြလာသောမပေါက်ကွဲသေးသောဘုံသေးများသည့် ရက်ွက်များ၏အနီးတဝိုက်တွင်ကြန့်ရှိနေနိုင်ကြောင်းလူသားချင်းစာနာထောက်ပံ့ရေးယုံကထုတ်ပြန်သည့်အနေရဖြစ်စေနိုင်သည့်လက်နက်များကိုပြည်သူများနေထိုင်ရာဒေသများရက်ွက်များကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းမှာစိုးရိမ်စရာဖြစ်သည့်အပြင်လူသားချင်းစာနာမှုဆိုင်ရာဥပဒေများနှင့်မညီဘဲဇနီးဘာစာချုပ်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ခဲ့သည်မင်းပြမျိုးတိမ့်တိုက်ပွဲကဖမ်းမိသည့်စစ်တုံးပန်းမိသားစုဝင်230ခန်းကို အေးအေးလွှတ်ပေး ရခိုင်ပြည်မင်းပြမြို့တိန်တိုက်ပွဲအတွင်းကဖမ်းဆီးရမိထားသည့်စစ်တုံးပန်းမိသားစုဝင်225ဦးကိုအာရခတ်တတော် AA ကမေလ16ရက်နေ့ဒုတိယအကြိမ်မြောက်လွှတ်ပေးလိုက်ကြောင်းသိရသည်စစ်တုံးပန်းမိသားစုဝင်ကလေးတငယ်တက်ကြီးရွယ်ဦးများကိုဒုတိယအကြိမ်မြောက်အာရခတ်တတော် AA ကအခမ်းအနားပြုလုပ်ပြီးလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်များကပြောသည် အဆိုပါစစ်တုံပန်းမိသားစုဝင်များကို အာရခတက်တော်မှစစ်တုံပန်းဥပဒေနှင့်အညီကျွေးမွေးဆောင်ရှောက်ခဲ့ပြီးစစ်တုံပန်းမိသားစုဝင်225ကိုလွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရသည်။မင်းတို့သည်ပြီးခဲ့သည့်2024ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့စပြီးအာရခတက်တော်ကမင်းပြမျိုးကိုအပိတက်သိမ်းပိုက်ပြီးနောက်ဖမ်းဆီးရရှိခဲ့သောစစ်ကောင်စီစစ်တုံပန်းများတုံပန်းမိသားစုဝင်များဖြစ်ကြသည်။ အဆိုပါစစ်တုံးပန်းမိသားစုဝင်များတွင်အမျိုးသမီး65ဦးကလေးတငယ်130ပါဝင်ပြီးအာရခတက်တော်ကနှင်းတို့အားလုံးကိုမိသားစုများထံအနှံလိုက်ပြီးဖြစ်ကြောင်းသတင်းရင်းမြစ်ကပြောသည်အာဆီယံကိုတရုတ်ငွေပြီးတရုတ်ပစ္စည်းတွေအာဆီယံဈေးကွက်ထဲလှိမ့်ဝင်လာလို့အာဆီယံတိုင်းပြည်တွေကစိတ်ယုံအလုံယုံတွေ ပိတ်သိမ်းနေကြရကအလုံးလက်မဲ့ဥယေတိုးတက်လာနေပါပြီ အခွန်စစ်ပွဲကြောင့်တရုတ်ရဲ့ပို့နေကြကုန်ပစ္စည်းတွေဟာအမေရိကန်ဈေးကွက်ကိုလည်းမတင်ပို့ရပြည်ရင်းဝယ်လိုအားလည်းကျဆင်းနေတာကြောင့်တရုတ်စီးပွားရေးသမားတွေကဈေးတက်နိုင်ဆုံးချကအာဆီယံဈေးကွက်ထဲပို့နေတဲ့ပစ္စည်းတွေတရာဟောတင်ပို့ရောင်းချလာပါတယ်။အကျိုးဆက်အားဖြင့်အာဆီယံဒေသကစက်ယုံအလုပ်ယုံတွေဟာတရုတ်နဲ့ရှင်ဈေးချမရောင်းနိုင်ရကပိတ်သိမ်းလိုက်ရပါတယ်။တရုတ်ဟာ မနစ်ကကုန်သွယ်မှုပုံငွေဒေါ်လာ1 trillion 1000ထောင်ဘီလီယံဖိုးအမြင့်ရခဲ့ပါတယ်။အာဆီယံနဲ့ကုန်သွယ်မှုကနေနှစ်ဆတိုးကဒေါ်လာ190ဘီလီယံဘူးအမြင့်ရခဲ့ပါတယ်။တရုတ်အထည်တွေရောက်လာလို့အင်ဒိုနီးရှားကအကြီးဆုံးအထည်ချုပ်လုပ်ငန်းကြီးတွေဒေဝါလီခံရကအလုတ်သမား2သိန်းခွဲအား2020တဲ့2023အတွင်းဖြုတ်ခဲ့ရပါတယ်။2025မှာ လူ9သိန်းထက်အလုတ်ဖြုတ်ရပါတော့မည်။ ထိုင်းမှာတရုတ် EV ကားစက်ယုံတွေရောက်လာလို့ဂျပန်ကားစက်ယုံတွေပြဿနာတက်ကရှော့ထုတ်နေရပြီးလူလျှော့နေရပါပြီ။ကားပိုပစ္စည်းထုတ်ကားစက်ယုံသွင်းတဲ့ထိုင်းကုမ္ပဏီတွေပြိုလဲကြရပါတယ်။ထိုင်းနိုင်ငံတဝန်းကကြွေပြားနဲ့လက်မှုပစ္စည်းစက်ယုံ89ခုပိတ်သိမ်းလိုက်ရလို့အလုပ်ပြုတ်ကုန်ပါတယ်။မလေးရှားကိုတရုတ်ကပရီဘောဂါတွေ တင်ပို့လို့ပရီဘောဂါစက်ယုံတွေရက်ကုန်ပါတယ်။အထူးအားဖြင့် အဝိထေနဲ့ပရိဘောဂတွေကိုဈေးချိုချိုနဲ့တရုတ်က လိမ့်သွင်းလာတဲ့တန်ကိုအာဆီယံတိုင်းပြည်တွေကတောက်မခံနိုင်တော့ပါဘူးအမေရိကန်ကတရုတ်ကိုအခွန်တိုးကောက်ကပြစ်မှတ်ထားပေမဲ့တွယ်ဝိုက်ပြီးအာဆီယံကိုလာထိနေတာပါမြန်မာကတော့ငโกကလေးကတရားအားထုတ်နေရလို့တရုတ်ဖို့ချင်းသေးကချက်ပါပဲနေ့စဉ်အချိန်နဲ့တပြေးညီသတင်းတွေတိဖို့အနီရောင်ဆလုပ်လေးကိုနှိပ်ခဲ့ပြီး channel လေးကို subscribe လုပ်ခဲ့ပါ